ကျွန်တော်အာဆင်နယ်ကစားသမားဟောင်းစစ်စစ်ဖာဘရီကတ်ကတော့အင်တာဗျူးတစ်ခုမှာတကယ်လို့တော့အာဆင်နယ်ကနီးပြလိုအပ်လာခဲ့ရင်အရင်ဆုံးစရင်နီးပြစရင်တူမဲ့တို့ကတူဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဆိုတော့ပြောချင်တာကတော့ဖာဘရီကတ်ကတနည်းနည်းမှာအာဆင်နယ်ကိုနီးပြအဖြစ်ကင်သွဲချင်နေတဲ့စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်ကျွန်တော်အားပေးတဲ့အချိန်ကနေစပြီးတော့ CC Fabregas ကရှိခဲ့ပြီးတော့မှကျွန်တော်2017ခုနှစ်မှာတော့ Arsenal ကနေပြီးတော့ Barcelona တင်းကိုပျောက်ရွှေ့သွားခဲ့ပါတယ် ျွန်တော်အာဆင်နယ်ဖန်တွေကတော့ရင်ကော့ပက်လက်လန်းပြီးတော့ကြံခဲ့တာပေါ့ဗျာအဆွေဆွေတငငင်းနဲ့တကယ်လည်းကျွန်တော်တို့ရဲ့အချစ်တော်က Fabregas ဖြစ်ခဲ့တာ哦ကျွန်တော်တို့အားပေးခဲ့တဲ့ဒါ2000 2000ကျော်လောက်ကနေ2003ကနေပြီးတော့ဒါအားပေးခဲ့တဲ့ review ဆိုတော့ကောင်းကောင်းသိမှာပေါ့ဆိုတော့ Fabregas ကငငငယ်ကနေကန်တာသူ့ရဲ့အသက်16 18လောက်ကနေပြီးတော့မှ ပွဲထွက်လာပြီးတော့မှ Arsenal တင်းကြီးမှာနာမည်ရလာခဲ့တယ်ဒါ ကျွန်တော် Henry တို့ပါတော့ထွက်ခွာသွားပြီးချိန်မှာတဲ့ Fabricate ကရှိခဲ့ပြီးတော့မှအာဆင်နယ်အားလုံးရဲ့နှလုံးသားကိုတိမ့်ပိုက်နေတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2017ခုနှစ်မှာတော့ပြောင်းရွှေ့သွားတဲ့ချိန်မှာတော့အာဆင်နယ်ဖန်နီကတော်တော်လေးကိုဟာတာတာဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ချစ်ရတဲ့ချစ်တူနဲ့ဝေးရတယ်လို့ပေါ့ဗျာ။တလွန်းလွန်းတဆွေဆွေအာဆင်နယ်ဘန်တွေကကြံခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီ Fabricate ကဘာစီလိုနာကနေမှတဆင့်ကျွန်တော်ရဲ့အာဆင်နယ်ရဲ့ ပြန်ဖက်ဖြစ်တဲ့ Chelsea တင်းကိုပြောင်းခဲ့ပါတယ်ဆိုတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ Arsenal ဖန်တွေကဘာခံစားရလဲဆိုရင်အချစ်တီယော့သွားတယ်အချစ်တီမရှိတလို့ဖြစ်သွားတယ်ဗောနော်ဒါပေမဲ့ဒီချိန်ကျမှ Arsenal ကိုပြန်ပြီးလာချင်းပါလေလို့ပြောလာတဲ့အခါ Arsenal ကိုကင်ချင်တယ်လို့ပြောလာတဲ့အခါမှာတော့ကျွန်တော်တွေကတော့ကျွန်တော်အနေနဲ့ဆိုတော့ကျွန်တော်ကလည်းတကယ် fan အနေနဲ့ဆိုရင်ကျွန်တော်ခံစားချက်နဲ့နေဆိုတော့တိတ်ပြီးတော့မကြိုက်ချင်တော့ဘောနော် ျွန်တော်ရဲရင်အောင်တချင်းလို့ပေါ့ဗျာဒီချိန်မှာပြန်တွေ့ရင်ဘာလုပ်ရမှာလဲဆိုတော့တချင်းလို့ပေါ့ဗျာပြောရအောင်ဒီချိန်မှာပြန်တွေ့တော့လဲဘာလုပ်ရမှာလဲဆိုတော့သူကတော့လက်ရှိမှာသူကနီးပြလုပ်နေတယ် Fabricas ကဆိုတော့ကိုမိုအသေးမှာသူကအရင်ကအရန်နီးပြဖြစ်တာပါဝင်ခဲ့ပြီးတော့မှဒီကိုမိုအတင်းက Serie A မှာမကစားခင် Serie B မှာရှိခဲ့တယ်အဲ့ချိန်ကနေက Fabricas ကအဲ့အတင်းမှာရှိပြီးတော့မှနောက်ပိုင်းမှာဒီကိုမိုအတင်းက Serie A ကိုတန်တက်လာခဲ့တယ် ပြီးခဲ့တဲ့2024 25မှာတော့ကိုမိုတင်းကသာအဆင့်30နဲ့ပြီးစီးနိုင်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာလည်း Fabricas ကလက်ထောင်နေပြအဖြစ်အာဒီကိုမိုတင်းမှာရှိခဲ့တယ်ဒီ2025မှာတော့အာ Fabricas ကလက်ရှိနေပြအဖြစ်ကင်တွင်နေပြီးတော့မှာလက်ရှိဆိုရင်လက်ရှိရသည်မှာတော့ကိုမိုတင်းက3ပွဲနိုင်3ပွဲတရေတပွဲရှုံးရလာကိုပိုင်ဆိုင်ထားပြီးတော့ဒါ Fabricas ရဲ့နေပြလက်အောက်မှာမဆိုးတဲ့အနေအထားပြောရမှာပေါ့နော်လက်ရှိချိန်မှာတော့ ျွန်တော်တို့ကော်မိုဒင်းဒီ fabricas kind တွေနေတဲ့အတင်းကအဆင့်6နေရာမှာ series a မှာရပ်တည်နေပါတယ်ဆိုတော့မစိုးဘူးပြောရမှာပါ Fabricax ကလည်းရှိမှနီးပြအဖြစ်လည်းရှိနေတယ်လို့အာမဆိုးတဲ့အနေထားလည်းရှိနေပါတယ်အဲ့ဒီချိန်မှာတော့ interview မှာ Arsenal ကိုသူချစ်သေးကြောင်း Arsenal ကသာနီးပြလို့အလာခင်သူကအစင်သေးဖြစ်နေမယ်ဆိုတဲ့အကြောင်းနဲ့ပြောလာပါတယ်ဆိုတော့ကျွန်တော်တို့ Arsenal ဖန်တွေအတွက်ကတော့လက်ရှိမှာ Mike Arteta လောက်ကောင်းတဲ့နီးပြကကျွန်တော်ဟာရှိနေပြီသားဖြစ်တဲ့အတွက်တခြားနီးပြတော့ကျွန်တော်ထပ်ပြီးမလို့အပ်ပါဘူးတကယ်လို့များ Arteta မရှိခဲ့တော့ရင်တော့မှ fabricas ကိုတော့ကျွန်တော်တို့တွေကမချစ်တလောက်ဖြစ်သွားပြီဖြစ်တဲ့တော့တခြားနည်းပြတွေကိုဒါကျွန်တော်အာဆင်နယ်ကနေပြီးတော့ညှော်လင့်တောင်းတနေကြမယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့လက်ရှိမှာ fabricas ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့သူအာဆင်နယ်လို့နည်းပြလုတ်ချင်တယ်လို့ပြောလာတဲ့အရာနဲ့ပတ်သက်ပြီးတော့အာဆင်နယ် fan တွေလက်ရှိနားထောင်နေတဲ့လူတွေရဲ့ team view စာချက်တွေကို comment မှာရေးပေးခဲ့လို့ရပါတယ် ဘယ်လိုအနေထားတွေရှိကြသေးလဲဆိုတော့အထူးတပြစ်တော့2000ကျော်လောက်ကအားပေးတဲ့ Arsenal fan တွေဆိုတော့ Fabricas ကိုဘယ်လောက်ထိအားပေးခဲ့ဘယ်လောက်ထိ Arsenal မှာချစ်ခဲ့ဆိုတာရှိကြမှာပါဆိုတော့ကိုယ့်ရဲ့ team ယူဆချက်တွေကိုယ့်ရဲ့ခံစားချက်တွေရှိရဆိုနဲ comment မှာရေးပေးခဲ့လို့ရပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ